ကျန်းဖက်ဟာငိဦးတစင်ဦးစစ်သွေးကကဟန်အပါဝင်စစ်လော်ဘီများကခွတ်တက်မီဒီယာ၏စာဖတ်ပရိသတ်များကိုဖမ်းဆီးခိုင်းနေပြီးသတိပြုကြရလို့အကြောင်းမိမိ၏ Facebook profile ကိုလော့ချရရန်အရေးကြီးကြောင်းတည်ရပါတယ်။အကျန်းဖက်စစ်တပ်၏လက်ကင်တုံးနဲ့စစ်တပ်လော်ဘီများဖြစ်ကြသည်အကျန်းဖက်ဟာငိဦးတစင်ဦးစစ်သွေးကကဟန်အပါဝင်စစ်လော်ဘီများက Telegram platform မှာတစင်ခွတ်တက်မီဒီယာ၏စာဖတ်ပရိသတ်များကိုဖမ်းဆီးခိုင်းနေပြီး တိပြုကြရန်လိုအပ်ကြောင်းတည်ရပါတယ်။နိုဘာလတရက်နေ့တရက်ထဲတွင်အကြမ်းဖက်စစ်လော်ဘီများကခေတ်သစ်မီဒီယာ၏စာပေပရိသတ်၃ဦးထက်မနည်းကိုဖမ်းဆီးရန်စစ်တပ်ထံသို့နှိုးဆော်နေကြောင်းတည်ရပါတယ်။ထို့ကြောင့်ခေတ်သစ်မီဒီယာ၏စာပေပရိသတ်များအနေဖြင့်မိမိတို့၏ Facebook account profile များကိုမဖြစ်မနေ lock ချပြီးမှ like comment နဲ့ share လုပ်ကြရနဲ့ profile lock မချတတ်ပါကခေတ်သစ်မီဒီယာ၏သတင်းများကိုဖတ်ရှုရုံသာဖတ်ရှုပြီး like comment နဲ့ share media action ကိုမှမပြုလုပ်ကြပါရန်မေတ္တာရက်ခံထားပါရစေ။ကံဘလူနဲ့ ဇဗဲလန်သားစစ်စေးစခန်းတွင်ပြည်သူ80ခန့်ပေါ်တာဆွဲခံရပြီးအမျိုးသမီး2ဦးမရိန်ကျန်တပ်ဖြတ်ခံရကလူ2ဦးပျောက်ဆုံးနေပြီးပြည်သူများအနေဖြင့်စစ်ကြောင်းနဲ့ပြူစော်ပြီးစခန်းများကိုရှောင်ကွေးသွားကြရန်တရိပ်ပေးထားပါသည်။ဇဂိုင်းနိုင်ကံဘလူမြို့နယ်ဇဗဲလန်သားစစ်စေးစခန်းတွင်ပြည်သူ80ခန့်ပေါ်တာဆွဲခံရပြီးအမျိုးသမီး2ဦးမရိန်ကျန်တပ်ဖြတ်ခံရကလူ2ဦးပျောက်ဆုံးနေကြောင်းကျွမ်းနာကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံဘလူခရိုင်မှတာဝန်ရှိသူတို့ကပြောပါသည်။ အဆိုပါဆဗန်နန္ဒာပြူစောဒီစစ်စေးစခန်းတွင်ဌာနပင်ရွာမှပြည်သူ29ဦးဇီကုံးရွာမှပြည်သူ18ဦးနဲ့အခြားပြည်သူ30ဦးထက်မနည်းဖမ်းဆီးခံခဲ့ရကြောင်းသိရှိရပါသည်။ထို့ပြင် အောက်တိုဘာ9ရက်နေ့တွင်ဇီကုံးတကြားဆက်မှထွက်လာသည့်အကြမ်းဖက်စစ်တပ်နှင့်ပြူစောတီများမှဌာနပင်ရွာသို့ဝင်ရောက်လာပြီးနောက်အမျိုးသမီးတဦးကိုအဓမ္မပြုကျင့်၍မြေရှို့တပ်ဖြတ်ပြီးအမျိုးသား29ဦးကိုကံဘလူ6336တို့ပေါ်တော်ဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းအောက်တိုဘာလ25ရက်တွင်လည်း လူငယ်များကိုစစ်တင်နာပေးရန်အထမအပေါ်တာဆွဲဖမ်းဆီးသွားခဲ့ကြောင်းသိရှိရပါတယ်။ယင်းပြင် အောက်တိုဘာ16ရက်တွင်ကောလင်းမြို့နယ်ကုတ်ကုတ်ကုန်းရွာမှဒဇယ်ဘက်သို့ကထင်ကင်းရန်သွားသည့်မအေးမအူနှင့်ခင်မွန်းဖြစ်သူကိုဇပယ်နတ်သားပြူထိုင်စကန်ကပင်ဖမ်းဆီးခဲ့ကာအဖိုးနာရွှေထည်များအားလူယူသည့်အပြင် မအေးမအူကအထမပြုကျင့်တပ်ဖြတ်ခဲ့သည့်အပြင်ခင်မွန်းဖြစ်သူအားလည်းဖမ်းဆီးနှိပ်စက်နှင်ပန်းခံရပြီးထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ်ဒီလူတွေကိုစပယ်နန်တာကွင်းလောင်းကိုမလို့အပဲမသွုံးမှုသတိပေးကြပါလေမြူဝလန်းကျောင်းမှာရှိတဲ့စပယ်နန်တာဖြူကိတ်ကအတော်ဆိုးနေတာလူတွေဖမ်းနဲ့ရှင်ငွေအကုန်လုတဲ့ဆံငယ်ပိုင်းရန်ဆံငယ်ပေးခံရတဲ့စပယ်နန်တာကဖြူကောင်းဆောင်ထုံးမြင့်သိမ်းဦးဆောင်ပြီးတအားဆောင်ကြွနေတာအဲဒီလန်ကဖြစ်နိုင်ရင်မသွားသင့်ဘူးအဓိကအဲဒီကိတ်ကိုဖျက်သိမ်းဘူးပေါ့ဒါတွေကကျွန်တော်တို့သိတဲ့စည်ရင်ပဲရှိတာမသိတာတော့ဘလောက်ရှိမလဲမသိဘူးလေမင်းကလေးတွေဆိုဖမ်းပြီးအတမအပြုကျင့်နဲ့တပ်ပစ်တယ်ဟုကျွန်းလာကံဘလူတက်ကြွလို့ရှားသူများဖွဲ့ ကမ်ဘူခိုင်မှတာဝန်ရှိသူတူကပြောပါတယ်။အော်တိုဘာ25ရက်တွင်လည်းဇီကုံးရောင်မှအမျိုးသား9ဦးနဲ့အမျိုးသမီး9ဦးစုစုပေါင်း18ဦးကိုအဂျမ်ဘတ်စစ်တပ်ကဖမ်းဆီးသွားခြင်းဖြစ်ကယနေ့အချိန်ထိတန်လဲလွတ်မြောက်လာခြင်းမရှိသေးကြောင်းကျွန်းလှကမ်ဘူတက်ရွှတ်လုံရှားသူများဖွဲ့ကမ်ဘူခိုင်ထံမှသိရှိရပါတယ်။ထို့ပြင်စပယ်နဲ့တာစစ်ကောင်စီထိုင်စကား၌အဓမ္မဖမ်းဆီးခံခဲ့ရသည့်ဖြစ်စဉ်များမှာအော်တိုဘာ14ရက်ကအရာတော်တနိုင်းပြေးဆွဲသည့်အန်စာတို့အဖြူရောင်ကားပေါ်ပါတပင်းမြုံနယ်တက်ကြွချံရောင်မှအမျိုးသား9ဦး ောက်တိုဘာလ15ရက်တွင်ခေဦးမြုံနယ်မှခရီးသွားအမျိုးသား3ဦးအောက်တိုဘာလ18ရက်နေ့တွင်ခရီးသွားကားပေါ်မှအမျိုးသား3ဦးတို့ဖမ်းဆီးခံခဲ့ရပြီးဖမ်းဆီးခံရသူများမှာလည်းရရေအချိန်ထိတန်လည်လွတ်မြောက်လာခြင်းမရှိကြောင်းတည်ရပါတယ်။အရင်ကဆိုလမ်းကြောမှာယောက်ျားလေးစစ်မှုထမ်းဖို့ပေါ်တာဆွဲမှာပဲကြောက်ခဲ့ရတာ။အခုကမိန်းကလေးတွေပါဖမ်းပြီးအတင်းအဓမ္မပြုကျင့်နေတော့မလို့အပဲစပယ်နန်တာလမ်းကြောတုံးပြီးခီးမသွားစေခြင်းဘူးခုဒေသပြည်သူတို့ကပြောဆိုပါတယ်။ ထို့ပြင်ကမ်ဘလူမြို့နယ်အေးတာယာရွာမှအမျိုးသမီးတဦးမှာလည်းအော်တိုဘာ9ရက်ကစပန်လန်တာစစ်ကောင်စီထန်စကန်အဖြစ်၍ဇီးကုန်းတို့တွားရာပျောက်ဆုံးခဲ့ပြီးအထက်တလနှိပါကြာနေခဲ့ပြီးဖြစ်တော်လဲယနေ့အချိန်ထိပြန်လည်မတွေ့ရှိရသေးကြောင်းအော်တိုဘာ29ရက်ကလည်းဂုံးလင်းမြို့နယ်ပေကုန်းရွာမှအသက်16နှစ်အရွယ်အမျိုးသမီးငယ်2ဦးမှာရွှေဘိုတို့ဆံငယ်ဖြစ်အသွာစပန်သက်တာပြူစောတီအထိုင်စကောင်းတွင်ဖမ်းဆီးခံခဲ့ရပြီးတအူးမှာထွက်ပြေးလွတ်မြောက်ခဲ့ကနောက်အူးမှာလည်းဦးစစ်တပါးကူရင်ဖြင့်ပြန်လည်လွတ်မြောက်ခဲ့ကြောင်းဒေသပြည်သူများထံမှသိရှိရပါသည် မြောက်ကလာမြို့နယ်ရွှေပေါက်ကရက်စကားမှကင်းပိုင်ရန်ပြင်ဆင်နေသောရဲများကိုဖောက်ခွဲတိုက်ခိုက်မှုကြောင့်နှစ်ဦးသေဆုံးနိုင်ကြောင်းသိရပါသည်။ရန်ကုန်တိုင်းမြောက်ကလာဘမြို့နယ်ရွှေပေါက်ကရက်စကားမှကင်းပိုင်ရန်ပြင်ဆင်နေသောရဲများကိုဖောက်ခွဲတိုက်ခိုက်ရာနှစ်ဦးသေဆုံးနိုင်ခဲ့ကြောင်းရန်ကုန်အာရီမတာဝန်ရှိသူတဦးကပြောပါသည်။အော်တိုဘားလ31ရက်နေ့ည10:18မိနစ်ခန့်အချိန်တွင်မြောက်ကလာမြို့နယ်ရွှေပေါက်ကမြို့နယ်ရက်စကားမှရဲများအားပြင်းအားမြင့်မိုင်းနှလုံးဖြင့်လက်ပစ်ပုံးတစ်လုံးလုံးဖြင့်တိုက်ခဲ့ကြောင်းသိရှိရပါသည်။ထိုတိုက်ခိုက်မှုအတွင်း စံကြေများဖြင့်ကင်းပန့်ရန်ပြင်ဆင်နေသောရဲအများပြားထိခိုက်မှုရှိပြီးနှစ်ဦးသေဆုံးနိုင်ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရဲဘော်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ကင်းပပိုထွက်လာမဲ့အချိန်ဆောင်ပြီးစော်ထဲလိုက်တာအ ਨੇ ဆုံးနှစ်ကောင်းတော့တရရိုက်ထိတယ်။စံကြေကပုံမှန်၄စီ၅စီထွက်တာထွက်ထွက်ချင်းစော်လိုက်တာဆိုတော့အ ਨੇ ဆုံးကို ပြောပြတာတရရိုက်ထိတဲ့နှစ်ကောင်းကတော့ပြင်နိုင်တယ်။ကျွန်တော်အပိုင်စော်တာအဲ့ဒီကောင်တွေကည၁၀နာရီဝန်းကျင်ဆိုကင်းပထွက်နေကြစံကြေ၄၅စီနဲ့ စံကေတစည်းမှာအ ਨੇ စုံနှစ်ကောင်လောက်တော့ပါတယ်ဟုရန်ကုန်အာရီမတာဝန်ရှိသူတူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာရီ WA နဲ့အနောက်ပိုင်းခေပကဖားတို့ကပူပေါင်းလို့ဆောင်ခဲ့ခြင်းဖြစ်ပြီးဆက်လက်၍စစ်ကောင်စီနဲ့ပတ်သက်သောပြစ်မှတ်များအပြင်းထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းရန်ကုန်အာရီမတာဝန်ရှိသူတူကဆက်လက်ပြောဆိုပါတယ်ရှမ်းပြည်လုံခြုံရေးနဲ့နေဆက်တင်ရေးအတွက်အရေးကြီးသောတရိကန်တိုင်းစစ်ဌာနချုပ်တိုင်းမှုနေရာအပြောင်းလဲဖြစ်ကြောင်းသိရပါတယ်။ရှမ်းပြည်နယ်လုံခြုံရေးနဲ့နေဆက်ပြည်သားများတင်ရေးအတွက်စစ်ရေးအရအရေးကြီးသောစစ်ဌာနချုပ်ဖြစ်သည့် ထရိကနိုင်စစ်ဌာနချုပ်တိုင်မူဘိုးချုပ်စိုးလိုင်းနေရာအပြောင်းလဲဖြစ်ပေါ်နေကြောင်းစစ်ဘက်တရင်ရင်းမြစ်များကိုကိုးကား၍စီဒီအမ်ဘုံကြီးဇင်ယော်ကပြောဆိုပါရယ်ယခုအော်တိုဘာလနှောင်းပိုင်းတွင်ရင်းကဲ့သို့တိုင်မူနေရာပြောင်းလဲဖြစ်ပေါ်ခြင်းဖြစ်ပြီးတိုင်မူဘိုးချုပ်စိုးလိုင်းမှာအရန်အင်အားထည့်သွင်းခံရခြင်းလားရာထူးတဆင့်တိုးသည်လားဆိုသောအခြေအနေကို မသိရှိရသေးကြောင်း လက်တလောတိုင်းမှုအသည့်မိတုကိုခမီကိုမသိရှိရသေးတော့လေလာရှိုးတိုက်ပွဲတွင် MNDAA ထံတွင်လက်လက်ချအညက်ခံဖာသီခံခဲ့ရသောဘုံမှုချုပ်တပ်ပြင်စိုးဖြစ်နိုင်သည်ဆိုသောသတင်းများထွက်ပေါ်နေကြောင်းသိရှိရပါသည်တိုင်းမှုဘုံချုပ်စိုးလိုင်းကတော့လက်ရှိတာတာခထရီကန်ဒေသတိုင်းစစ်ဌာနချုပ်တော့မဟုတ်တော့ဘူးသူ့နေရာကိုရောက်မဲ့သူတော့မကြားသေးဘူးဘုံချုပ်စိုးလိုင်းကပြုတ်တာလားအရင်အရာကိုခဏပို့ထားတာလားဆိုတာတော့စုံစမ်းနေတော့မှရှိသေးတယ် သူကဆတ်တာမှုတနေရာများဖြစ်မလားဒါမှမဟုတ်ဘိုးချုပ်ကြီးဂျင်းဝူနေရာမှာစစ်ပဲကြီးရလုံချုံရဲ့အရာရှိတို့ဖြစ်မလားအဲ့ဒါတော့တစ်ချက်စောင့်ကြည့်ရတော့မယ်လက်ရှိမှာသူ့နေရာအစားတို့ခတ်မဲ့သူမရောက်သေးဘူးဒါပေမဲ့အတက်မတော်ကွန်ပျူတာနဲ့ညစ်တညာသိပ္ပံကဘိုးဘူးချုပ်တန့်ဖြင့်ဇိုးကတော့ထရီဂါနိုင်တိုင်းမှုကသူဖြစ်မဲ့ဆိုပြီးတော့သူတို့အပတ်စဉ်တွေကိုလိုက်ကြွားနေတယ်ဟုစီဒီအန်ဘိုးကြီးဇင်ယောကပြောဆိုပါတယ်ထရီဂါဒေတာတိုင်းစစ်ဌာနချုပ်ဒီဂျိုင်းတုံမျိုးအခြေဆိုင်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်ပြီးအဓိကဒါဝန်မှာရှမ်းပြည်နယ်အရှေ့ပိုင်းနယ်မြေများနဲ့ ၎င်းနဲ့ထိစပ်နေသောနေရာဒေသများကိုကာကွယ်ရေးလုံခြုံရေးနဲ့စစ်စင်ရေးဆိုင်ရာကိစ္စများကိုအ धिक တာဝန်ယူဆောင်ရွက်သောတိုင်းစစ်ဌာနချုပ်တခုလည်းဖြစ်ပါတယ်။လက်ရှိတွင် အကြံဖက်စစ်ကောင်းဆောင်မရောက်နိုင်ကစစ်တပ်တွင်ဘူချုံကြီးအစင်မှဘူမှုချုပ်နဲ့ဘူမှုကြီးအစင်အရာရှိကြီးများကိုအပြောင်းလဲများဆက်တိုက်လှုပ်ဆောင်နေကြောင်းစစ်တပ်တွင်သွေးတက်လောင်းနေရာပေးမှုများလည်းရှိတဲ့ကဲ့သို့အရင်းအစားစစ်အရာရှိကြီးများကိုလည်းကျက်ဖို့ပါတီတို့ပို့ဆောင်ကလွှတ်တော်အမတ်လောင်းများဖြင့်ဝင်ရောက်အရွေးချယ်ခံခိုင်းနေကြောင်းသိရှိရပါတယ်။ ရွာငါနယ်မှာစစ်တပ်စစ်ကြောင်းတိုက်ခိုက်ရာနှစ်ဦးတေဆုံးကြောင်းဒနု DSNDA ကပြောဆိုပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရွာငါမြို့နယ်မှာစစ်ကောင်စီစစ်တပ်စစ်ကြောင်းတိုက်ခိုက်ခဲ့ရာနှစ်ဦးတေပြီးဒနုတလက်ရရှိခဲ့တယ်လို့ဒနုပြည်နယ်မျိုးသားကာကွယ်ရေးတပ်တော် DSNDA တာဝန်ရှိသူကပြောပါတယ်။ယနေ့ချင်းဝါနီမှာရိတ်ခတ်တယ်ပြီးပြန်လာတဲ့စစ်ကောင်စီတပ်သားတွေကိုအောက်တိုဘာ30ရက်နေ့နေ့လယ်2နာရီခန့်ကဂျာပြတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အင်အားကခန့်မှန်း20လောက်ပါတယ်။ လက်တော်ဖြစ်တဲ့နေရာအနီးနားတဝိုက်လက်နက်ကြီးနဲ့ပစ်တာတွေရှာဖွေတာတွေရှိတယ်လို့မြေပြင်သတင်းကြပါတယ်လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီတပ်က2ဦးသေဆုံးတဲ့အပြင်တဦးတန်ရရပြီးလက်နက်တလက်ရရှိကာရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ DSNDA ကတီးခြားထုတ်ပြန်ထားပါတယ်။လွန်ခဲ့တဲ့3လကလေးကစလို့စစ်ကောင်စီတပ်ကရွာငါအနောက်ချမ်းနဲ့ရွာငါရှစ်မြောက်ချမ်းတွေမှာစစ်ကြောင်းထိုးနေတယ်လို့တီးရပါတယ်။ ကျောက်တော်ရွာနဲ့ညောင်မေသာကျေးရွာကဒေသခံပြည်သူတထောင်ထက်မနည်းစစ်ပေးရှောင်နေကြရပြီးစားနပ်ရိက္ခာပြက်လက်မှုအကြီးအကျယ်ခံစားနေရတာကြောင့်ပြည်သူတွေဝမ်းဝမ်းကူညီပေးကြဖို့ DSNDA ကမြစ်တာရဲ့ခံသားပါတယ်။ဒါအပြင်စက်တင်ဘာနောက်ဆုံးပတ်ကလည်းရွာငါမြို့နယ်စစ်ရှောင်စခန်းထုပေါ်တောင်ပြိုကြပြီးစစ်ရှောင်ပြည်သူ၁၀ဦးတေဆုံးခဲ့ရပါတယ်။ငါတယောက်မြုပ်တိုက်ပွဲစစ်ကောင်စီတပ်ထိနာကြောင်းသိရပါတယ်။ဗကညာဦးမှာစစ်တပ်ကအင်အားသုံးကစစ်ကြောင်းထိုးနေတယ်လို့ညာဦးပကပကပြောပါတယ်။မန္တလေးတိုင်းညာဦးမြုပ်နယ် ဘာတရားမျိုးရဲစခန်းကစစ်ကြောင်းထိုးဖို့ထွက်လာတဲ့အင်အားတရားခန့်ပါစစ်ကြောင်းကိုတိုက်ခဲ့ရာစစ်ကောင်စီတပ်ထိခိုက်သေးဆုံးမှုရှိနေတယ်လို့ဗကံပြည်ဘလူးတက်လို့ခေါ်တဲ့ညာဦးမြုံနယ်ဘီလူကဝဲဖွဲ့ပကဖတာဝန်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ29ရက်မနေ့ကငါတရားမျိုးရဲစခန်းကနေကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်ကောင်စီတပ်ကိုညာဦးမြုံနယ်ပကဖညာဦးခရိုင်ထူးတက်ခိုင်ရေးဖွဲ့နဲ့မဟာမိတ်တွေကထိုက်ခဲ့တာလို့ဆိုပါတယ်။ဘုတ်ကူတရားတက်တရင်နဲ့ညာဦးကပတ္တာစပြည်သူစစ်တွေပေါင်းပြီးအင်အားတိုးလာတဲ့စစ်ကြောင်းကို ကန္နပေါက်တဲတိုင်အနီးမှာတင့်ဆောင်ကြီးဂျားပြတ်တိုက်တာလို့ညောင်းညုံတဲ့ပကပတာဝန်ရှိသူကပြောပါတယ်။တခိုက်ခံရလို့အထိနာသွားသောစစ်ကောင်စီတပ်ကအိုရင်ရွာကိုမိလောင်ဘုံတွေကျဲဖြတ်စီးခဲ့တယ်လို့လည်းညောင်းဦးပကပကပြောပါတယ်။အိုရင်ရွာမှာစတိုက်ဝဲဆက်ဖြစ်ပွားပြီးစစ်ကောင်စီတပ်ထပ်မံထိခိုက်မှုဖြစ်ခဲ့တယ်လို့ညောင်းဦးပကပကပြောပါတယ်။အိုရင်တပ်ဘက်ကစစ်ရုံရောက်မှတေးတာကိုရှေ့ဦးပါအနီနာဝင်းကျင်ကထွက်ပြေးခြင်းမရလို့ပြည်သူတွေပြောပြချက်အရလို့ညောင်းညုံနဲ့ပကပတာဝန်ရှိသူကပြောပါတယ်။ ။အိုရင်ရွာမိရှုပ်ပျက်စီးမှုကြောင့်နေစင်္ဂါလုံးမိအောင်ပျက်စီးခဲ့တယ်လို့လည်း၎င်းကဆက်ပြောပါရတယ်။ဒါအပြင်စစ်ကောင်စီတပ်ဟာဗကောင်မြို့တောင်ဘက်ကဂျေးရွာတွေကိုစစ်တပ်ကအင်အားများပြားနဲ့စစ်ကြောင်းထိုးတယ်လို့ဆိုပါရတယ်။စက္ကစဘက်ကရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ညောင်မြုံနယ်ပြင်ကဂျေးရွာတွေကိုစစ်ကြောင်းဝင်နေတာပါ။နေပြည်တော်ရအောင်လုပ်နေတာပေါ့လို့၎င်းကပြောပါရတယ်။ဒေါ်နိုင်ရဲဘော်များပြစ်ခတ်တဲ့ဒရုန်းကြောင့်ရွှေဘူတီလုံးရွာကပြူကောင်းဆောင်တေဆုံးကြောင်းတီးရပါရတယ်။စကိုင်းတိုင်းရွှေဘူခရိုင်ရွှေဘူမြို့နယ်အနောက်ချမ်းက တီလုံးပြူရွာကိုတော်လိုင်းတပ်ဖွဲ့များကဒရုန်းနဲ့ဘုံဒီကျဲချတက်ခိုက်ခဲ့လို့ပြူကောင်းဆောင်တူတေဆုံးပြီးပြူစော့ချီလေးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ရှေဘိုခရိုကတာကသတင်းထုတ်ပြန်ထားပါတယ်ဒီတက်ခိုက်မှုကိုပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နဲ့29ရက်နေ့တို့မှာပြုလုပ်ခဲ့တာဖြစ်ပြီးဒရုန်းနဲ့ဘုံဒီ55လုံးကျဲချတက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ကပြူရွာကကင်းစခန်းတွေကိုတက်ခိုက်တာပေါ့နော်အဲ့မှာပြူကောင်းဆောင် ဝင်းစော့အောင်ထိသွားပြီးလေးဦးလည်းထိခိုက်ဒဏ်ရာရသွားပါတယ်ဒီပြူရွာတွေက အာနိုင်သိမ့်ကြီးကာလက အစကတည်းကပြူဟာစတီတာပေါ့နော်စစ်တပ်နဲ့ပြူစောတီပေါင်းထိုင်ပါတယ်အင်းရကရွာထဲမှာ80လောက်ရှိပါတယ်လို့ရှေဘိုခရိုကိုဒါအဖွဲ့ပေါင်းဆောင်ဘူမီကျောင်းကပြောပါတယ်တော်လိုက်တက်ဖွဲ့များများတိုက်ခိုက်ခံရပြီးနောက်ဂျီပြူကုံပြူရွာကနေတပ်ကူတွေရောက်ရှိလာပြီး RPG ဖြင့်ကောင်တာပြန်ပစ်ခဲ့ပြီမဲ့တွန်လိုင်းရဲပေါ်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တေဆုံးသွားတဲ့ပြူကောင်းဆောင်ဝင်းစောအောင်ကိုဒီကနေ့နိုဘာ၁ရက်နေ့မိုးလက်နှစ်နိုင်ခတ်မှာနိုင်ရီလို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါတက်ခိုင်းမှုကိုရေဘိုခင်အမှတ်လေတန်ရင်ဦးဆောင်ပြီးရေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရေဘိုခရိုကိုဒါဒေါင်းမှပြည်သူ့ကာကွယ်ရေးအဖွဲ့ FIF တောင်သူလွတ်မြောက်ရေးအင်အားစုဒေါင်းစစ်တီရဖွဲ့တို့ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီးဆက်လက်ပြီးလဲစစ်တပ်ထောက်တာပြူစောတိတွေကိုဆက်လက်တက်ခိုက်သွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်